ချန်ပီယံလိမှာအအောင်မြင်ဆုံးဖြစ်တဲ့ရီယယ်မက်ဒစ်ကိုအိမ်ကွင်းရောအဝေးကွင်းရောအနိုင်ခံပြီးတော့ချန်ပီယံခြေစွမ်းတဲ့စီးဖိုင်နဲ့တက်ရောက်သွားခဲ့တဲ့အာဆင်နယ်။ အာဆင်နယ်နဲ့တာတပည့်တွေကတော့စီးအီးဖိုင်နယ်ကိုတက်ရောက်သွားခဲ့ပြီးစီးအီးဖိုင်နယ်နှစ်ပွဲနဲ့ဘိုလီဝဲတစ်ပွဲကိုအသေးပေါက်မတက်ကံပြီးရင်ကျွန်တော်တို့တသက်လုံးအနှိမ်ခံလာခဲ့ရတဲ့ချန်ပီယံလီဖလားမရဘူးဆိုတဲ့ဂုဏ်ပုဒ်ကိုခြေဖြတ်ပိုင်권ရှိသွားပြီဒီချိန်မှာအလုံးဘလောက်ပျော်နေမလဲဆိုတော့ကျွန်တော်တကယ်ခံစားမိတယ်ကျွန်တော်အခုပွဲပြီးဗီဒီယိုလုတ်တဲ့အချိန်မှာကျွန်တော်ရင်ထဲမှာအပျော်လေးကဖုံးဖိလို့မရဘူးဘာကြောင့်လဲကျွန်တော်တို့ဒီချန်ပီယံလီပြိုင်ပွဲမှာ18နှစ်ရှိပြီစီးအီးဖိုင်နယ်ကိုမတက်နိုင်ခဲ့တာနောက်ဆုံးကျွန်တော်တို့စီးအီးဖိုင်နယ်ကိုတက် တက်လိုက်ခဲ့တော့ကအသင်းမှာဒီကစားသမားတွေကနာစတီတို့လိုကစားသမားတွေရှိခဲ့တဲ့ကာလပေါ့လေအဲ့တော့ဘန်ပါစီပါဝင်ကစားသမားတွေအများကြီးရှိခဲ့တယ်။ဒါပေမဲ့ဒီအချိန်မှာတော့အာရီတာရဲ့လက်အောက်မှာစူးစီးမှုကောင်းတဲ့ကစားသမားတွေနဲ့တန်ဝေါ့မီမီနဲ့ဒီပြိုင်ပွဲအအောင်အမြင်ဆုံးဖြစ်တဲ့ရီယယ်မက်ဒစ်ကိုမှကျော်ဖြတ်လာနိုင်ခဲ့တာ။ ကျွန်တော်တို့ရှေ့လျှောက်ခက်ခဲမဲ့အသင်းတွေတွေးရအောင်ပါပါဒီရာသီစီဖိုင်နဲ့တက်လာခဲ့တဲ့အသင်းတွေဒီလွယ်ကူမှာတော့မဟုတ်ဘူးဒါပေမဲ့ဒီပြိုင်ပွဲရဲ့အအောင်မြင်ဆုံးအသင်းတစ်သစ်ကိုအနိုင်ယူပြီးတက်လာခဲ့တဲ့ကစားသမားတွေရဲ့မန်တေကတော့ကျောင်းကြီးကိုယ်ကမှန်းဆကြည့်လိုက်တော့ဘလောက်တောင်မှကြိုက်တဲ့အသင်းလာခဲ့ငါတို့ကြော်ဖြတ်နိုင်တယ်ဆိုတဲ့မန်တေဖြစ်သွားမှာအဲ့လိုပြောလို့ကျွန်တော်တို့ကအရင်မြောက်တဲ့ထင်းပဲဒါပေမဲ့ကျွန်တော်တို့ဒီ real madrid ကိုပထမအကြော့မှာ၃ဂိုးပြတ်နိုင်လို့အားလုံးကအံအားသင့်ပြီးတော့ဩဒါက တခါလီဖြစ်တတ်ပါရဲ့ထင်နေပေမဲ့စပိန်မြေမှာပါအမိုးတွေပိတ်ထားတဲ့ဂျားတွေက motivation တွေအချိန်ချင်းပေးထားပြီးတော့တပတ်လုံးလုံးကမ်ဘတ်ပီလိုကြီးကြီးထားခဲ့တဲ့အစူးအဖွဲ့ကိုကျွန်တော်တို့ဒီနှစ်ကိုးတကိုးနဲ့အနိုင်တီးပြီးပြန်လာခဲ့တာဘလောက်ဂုံယူဖို့ကောင်းလဲဘရိုရဲ့ကျွန်တော်ကဈေးဈေးဆိုရပြီ1 1ဆိုရပြီ2 1နဲ့ရှုံးမစင်ကိုရပြီဆိုပြီးခံယူချက်ပဲကျွန်တော်ဒီညရှိတာနှစ်ကိုးတကိုးဆိုတဲ့အနေထားနဲ့အနိုင်ရပြီးပြန်လာမယ်တော့မထင်တော့ဘူးအဲ့တော့ပွဲတွင်းအကြောင်းပြောလိုက်ရအောင် ပွဲတွင်းကြောင်းပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ73မိနစ်မှာပန်နတီရတယ်ပြောမယ်တာပြောတာအာဆင်နယ်လည်းဒီပွဲစီမှာအထာနေနဲ့လင်းတယ်အထာနေတာကိုအခွင့်ကောင်းယူပြီးသူတို့ကလောင်းဘောကြီးနဲ့တိုက်စစ်ဆင်ဖို့လုပ်တယ်ဒါပေမဲ့ကျွန်တော်တို့ရတဲ့တောင်းကန်ဘောနဲ့တူတယ်အဲ့ဒီချိန်မှာကျွန်တော်တို့ကစားသမားတယောက်ကိုဆွဲထားခဲ့ဆိုတဲ့အကြောင်းပြချက်နဲ့ကျွန်တော်တို့ပန်တီရတယ်အမှန်တော့ပွဲကပြန်ဆနေပြီဗျာဒီကိစ္စကိုအားလုံးကမေ့သွားပြီဒါပေမဲ့ဒိုင်းကဘူရီယာပြန်ကြည့်မယ်ဆိုကြည့်ပြီးတော့ပန်တီရတယ်ကျွန်တော်ပြောပြမယ် ဥရောပပြိုင်ပွဲတွေမှာလက်ရှိအချိန်မှာချန်ပီယံလိဒီအဆင့်မြင့်ဆုံးပြိုင်ပွဲယူရိုပါလိရှိတဲ့ကွန်ဖရင့်လိရှိတဲ့အခြားပြိုင်ပွဲတွေရှိတယ်။ဒါပေမဲ့ချန်ပီယံလိဒီအဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်ပြီးတော့ပရီးမီးယားလိကဒိုင်နဲ့ဆိုရင်စီနဲ့ရေပဲ။ကျွန်တော်တို့ပေါ်တာဒီဖြစ်စီနာဒီဖြစ်စီကြိုက်တဲ့ဆုံးမချက်ချာွားချန်ပီယံလိကဒိုင်နေဆိုကျွန်တော်ကလက်ခံပြီးသားဘာကြောင့်လဲ။ကမ္ဘာအဆင့်ပြိုင်ပွဲတွေအဆင့်မြင့်ဆုံးပြိုင်ပွဲတွေကိုကင်တယ်တဲ့ဒိုင်တွေကဒီလို quality တွေကျွန်တော်တို့တာတဲ့အချိန်ရှိတယ်နားတဲ့အချိန်ရှိတယ်ဒါပေမဲ့ကောင်းကောင်းဒီကိစ္စကို handle လုပ်နိုင်ခဲ့တယ် ဒါပေမဲ့ကျွန်တော်တို့ရတဲ့ပန်နတီကတော့ဂိုးဖြစ်မှာပြောင်းလဲနိုင်ခဲ့ဘူးထားလိုက်တော့ဘူကောင်စာကောင်လည်းအပြစ်မမြင်ဘူးဒီပွဲစစ်မှာကျွန်တော်တို့အနိုင်ကိုရမယ်လို့တော့မထင်ထားခဲ့တာဖြစ်တဲ့အတွက်စာကာ AC ပဲမကိုးလည်းပြစ်တနာမရှိဘူးဆိုပြီးတော့ပန်နတီလွဲချော်ယူမယ်လေအားပေးထားခဲ့တယ်တစ်ဖက်ကအဲ့ပန်နတီကိုပုတ်ထုတ်သွားခဲ့တာလေကော်တရိုက်တို့တကယ့်ကိုမှအဆင့်မြင့်ဂိုးသမားတယောက်ဖြစ်နေခဲ့တာဟုတ်ဒါလေ pressure တွေအများကြီးတော့ပြိုင်ပွဲကကွင်းထဲမှာသိမလားအားပေးတဲ့နေဟိန်းနေကြခံရတာကျွန်တော်တို့အနေနဲ့ပနတိပေးရတဲ့အခိုက်အတန့်တစ်ခုရှိခဲ့သေးတယ ဲ့ဒါကတော့ဒီစပီးရန်တစ်စင်ကန်နေလိုက်ပြီးပြန်ကြလာတဲ့အလုံးကိုတစ်ဖက်က MVP ပြေးထွက်တာကိုနောက်က Declan Wright ဆွဲဖတ်ထားလို့ဆိုပြီးဒိုင်းကချက်ချင်းအဝါပြပြီးတော့ပနတီပေးအဲ့ဒီအဖြစ်ပြက်ကြီးကလေ Declan Wright ကလုံးဝဒိုင်းကို share complain တက်တာလုံးဝမဟုတ်ဘူးအဲ့ဒီကောင်နဲ့သွားပြောငါဒီကောင်ကိုဖတ်ထားတာမဟုတ်ဘူးငါလုံးဝမလုပ်ဘူးဒါလုံးဝပနတီမဟုတ်ဘူးဆိုပြီးသွားပြောတယ်မာတင်အိုဒီကဒီကရိုက်ကိုတွန်းရတယ်နေအောင်ငါပြောပြီးမယ်ဆိုပြီးတော့အဲ့မှာလဲမာတင်အိုဒီကအနေနဲ့ဒိုင်းကို instruction ဝင်တာတော်တော်လေးကောင်းတယ် intro ဝင်တဲ့အပိုင်းကအနီးကစကားကိုကတ်ပြီးတော့ပြောတာအဲ့မှာဒိုင်ကဘွေးရပြန်ကြည့်ပေးမယ်ဆိုပြီးပြန်ကြည့်တယ်ပြန်ကြည့်တဲ့အခါမှာ rice ကပါနတ်မှုလို့ပြောရမယ်အမှန်တကယ်တော့ rice က empathy ကိုဖတ်ထားလားဆိုဖတ်ထားတယ်ဒါပေမဲ့ထက်ဆင့်ပြန်ပြီးကြားလာတဲ့ဘောလုံးက penalty spot နောက်ကိုကြားတဲ့အချိန်မှာ empathy မမီလိုက်တော့ဘူးဆိုတဲ့အနေအထားတစ်ခုရောက်တဲ့အခါမှာ rice ကလှုပ်ပေးလိုက်တယ် bro အဲ့ဒါ rice ကပါနတ်မှုလှုပ်ပေးပြီးချင်းပါပဲ သူလုံးဝဖတ်မထားပါဘူးဆိုပြီးလက်ထောင်လိုက်တယ်ဒါသည်ဘွေရအနှီးပြောက်ွက်ပြန်ကြည့်တဲ့ခါမှာ right ဒီပထမဖတ်ထားတာမှန်ပေမဲ့ဘောလုံးလာရလမ်းကြောင်းမတိုင်မီမှာပဲဖတ်ထားတာဘောလုံးကြားတဲ့အချိန်မှာတော့သူအမ်ပါပီကိုလွှတ်လိုက်ပြီးအဲ့အချိန်မှာအမ်ပါပီချော်လဲတယ်ဆိုပြီးတော့ဒိုင်းကဒါကပနတိမဟုတ်ဘူးဆိုပြီးတော့ပယ်ဖြတ်ပြီးတယ်အဝါပါပယ်ဖြတ်ပြီးတယ် right အနေနဲ့အဲ့ဒီအဝါကကိုတော်တော်တန်ဖိုးထားတာဘာလို့လဲဆိုစီးဖိုင်နဲ့ပထမအကြော်မှာမပါမှာဆိုလို့85မိနစ်မှာတောမတ်ပါတီဝါတဲ့အခါမှာဒီကလန်ရိုက်တီသွားဆူလာ ဘာကြောင့်အဝါဖြစ်အောင်လုပ်တာလဲတကယ်လဲပြိုင်ဘက်ကိုချိုးရင်းနဲ့ဖြစ်တာမဟုတ်ဘူး။သွားတွန်းမိရလားမသိဘူး။အဲ့မှာဒိုင်းရချက်ချင်းရူရီကာကိုလည်းအဝါပြတယ်။ဒီဘက်ကပါတီကိုလည်းအဝါပြတယ်။ကျွန်တော်လည်းသမျောတယ်ဗျာသိရမလား။နောက်ဆုံးကျွန်တော်တို့2-1နဲ့ရှုံရှုံ2-0နဲ့ရှုံရီယယ်မက်ဒစ်ကိုကြော်ဖြတ်ပြီးတက်ရင်နောက်တစ်ဆင့်မှာပါတီကျွန်တော်တို့ဘယ်လောက်ထိအရေးပါလဲဆိုတော့ကျွန်တော်တို့ပဲသိတယ်။အာဤဖန်တိုင်းသိတယ်။ပါတီကဒီနေ့လည်းကွင်းလည်းမှာတကယ်ရှယ်ကြီးဗျာ။မာတင်အိုရီကကြောင်ပြောင်းနေတဲ့အချိန်မှာတော့မှ Rice နောက်တန်းကိုချက်ချင်းပြန်မစင်းနိုင်တဲ့အချိန်မှာတော့မှပါတီကအာဆင်နယ်ရဲ့ကွင်းလည်းမှာ အခြား real metric ကစားသမားတွေဂျားထဲမှာဘောလုံးကောင်းကောင်း handle လုပ်တယ် ball recovery ကောင်းကောင်းပြန်လုပ်တယ်ပါတီကကျွန်တော်အမြဲတမ်းရွေးနေမယ်အကောင်းဆုံး player တွေကတယောက်ပဲတကယ်ကိုကြိုက်တာအဲ့လိုကစားသမားကို PSG အသင်းနဲ့ပထမချော့ပွဲစဉ်မှာအသုံးမပြုရတာကတော့တော်တော်ကြီးကိုနစ်နာတာပါအကယ်၍များဒီနေ့ပွဲစဉ်မှာတယောက်မှအဝါမထီးခဲ့ရင် CE5 တွေမှာကျွန်တော်အဝါကြိုက်တလို့ထိ AC ဖြစ်သွားပြီဒီပွဲစဉ်ကစာကြီးပယ်ဖြတ်သွားပြီအဲ့တော့ဒီနေ့ပွဲစဉ်မှာတော့ David Raya နဲ့ ပါတီနှစ်ယောက်ပဲဟွာထည့်ရပေါ့လေအဲ့တော့ကျွန်တော်တို့65မိနစ်မှာဂိုးရတယ်အဲ့ဒီဂိုးကတော့မာတင်အိုရီကက်ကမီခင်းမိန်တို့ကိုအေရီယာထိမှာပြလိုက်တယ်မီခင်းမိန်တို့ကဒီ defensive line ကြားထဲမှာအပြောက်နေရာယူထားတဲ့ဘူကောက်ဆာကာစီကိုမတင်ပြလိုက်တာအဲ့မှာဘူကောက်ဆာကာကတော်တော်လေးပါနေတာပါ SNC ရူဒီကာတို့ကြားထဲမှာအသာလေးကိုယောင်ဖြောက်ပြီးတော့စပေလေးရွေ့နေတာခန်းစစ်ကစားမတွေကသူ့ကိုသတိမထားမိဘူးတေချာအနှေးပြောက်ွက်တွေမှာပြန်ကြည့်ကြည့်အဲ့မှာ မိန်တို့လည်းမလဲပြီးလာအောင်ဆရာသမားတန်းပြီးပြေးသွားပြီးတော့အသာလေးကြော်ထည့်သွားတယ်အဲ့ဒီအလုံးမှာစာကမှုဘင်းနဲ့အခြားကစားသမားဆိုရင်အားနဲ့ကန်ထည့်လိုက်ရင်ဒီလိုကြော်ထည့်တဲ့ဟာမျိုးထက်စားရင်ကိုသမားကိုထိဖို့များတယ်ကိုသမားကလည်းရှက်ပြီးတော့ပြင်းဝင်လာတဲ့ပုံစံမျိုးဒါပေမဲ့အသာလေးမထည့်သွားတယ်ကိုရတယ်ကျွန်တော်တို့အရန်ရေးပါတယ်ကို2မိနစ်ပဲကြာတယ်အဲ့အပြောကနောက်တန်းမှာ တစ်ဖက်ကရာယာပြီးလိုက်တယ်လို့ဆာလီဘာထိန်းနဲ့ဗင်းရှက်ဂျူနီယာကပရစင်ပြီးလိုက်နဲ့အဲ့ဘောလုံးကယာသွားပြီးတော့ချက်ချင်းကိုးပြန်ပြီးလိုက်တယ်။ဒါကတော့ဆာလီဘာကိုကျွန်တော်အပြစ်မမြင်ဘူး။လူဆိုတာအမှားတော့ရှိမှာပဲ။တပွဲလုံးသူလှုပ်ပေးခဲ့တဲ့အရာတည်းဆိုင်ဒီဘွဲမှာသူ၃ချိန်လောက်တော့သူအမှားရှိရဲ့။ဒါပေမဲ့မပြောပါလောက်ဘူးလေ။အသေးလေးနှောက်ဆင်တက်ပြီဗျာ။ဘာလို့အပြစ်တင်နေမှာလဲ။ဘာလို့စာကပနတီမဝင်တာကိုအပြစ်တင်ပါလဲ။အသေးကနှောက်ဆင်တက်သွားပြီ။အဲ့ဆိုကျွန်တော်တို့ ဒီတိုင်း1-1နဲ့ပြီးမယ်လို့ထင်ကြပေါ့လေ4-1ဆိုတဲ့နှစ်ကျော်ပေါင်းရလက်နဲ့ကျွန်တော်တို့တာရနေပြီအေးစစ်စစ်ပဲဘယ်သူမှအဝါမထင်ရင်ပြီးရောပေါ့ဒါပေမဲ့ကျွန်တော်60 plus 3မိနစ်မှာတော့ကျွန်တော်ခေါင်နာပြင်ရတယ်အဲတစ်ဖက်က Real Madrid ကစားမကြီးတိုက်နေတယ်ကျွန်တော်ပြောတယ် Arsenal ကိုဖွင့်ဆော်ရင် Arsenal ကအကြိုက်ပဲဆိုတော့အဲ့ဒါပဲအဲ့ဒါ Merino ကဘောလုံးဟိုးတက်လုပ်ထားတယ် Martinelli ကဒီကွင်းလယ်စာပေးဘောစီးကြော်ကန်ဒီလေးမှာအသာလေးပဲချပြီးမျောပြီးလိုက်တယ်ရှင်ပြီးရနော် လူစားဝင်လာခဲ့တဲ့ Real Madrid ကစားသမားနဲ့ Martinelli နဲ့ရှင်ပြီးတာဒါပေမဲ့ Martinelli ရဲ့ speed ကတော်တော်လေးကိုမြန်တာသူ wide ပြီးတော့အဲ့ခံစားသမားရှေ့ကနေပတ်ပြီးပြီးလိုက်တဲ့အခါမှာတော့ခံစားသမားသူ့ကိုရှင်းလို့မရတော့ဘူးဒီဂိုးသမားလည်းဘာလို့လို့ရတော့မှာလဲ1 by 1 chance ဖြစ်ဂိုးရအကျယ်ကြီးလေနောက်မှာ Martinelli ကကန်သွင်းသွားတယ်ဂိုးရသွားတယ်အဲ့တော့ Real Madrid နဲ့ Arsenal တင်းနောက်ဆုံးတွေ့ဆုံမှု၄ချိန်မှာဆိုရင်တပွဲပဲတည်ကြပြီး၃ချိန်အထိ Arsenal ကနိုင်ထားတဲ့မှတ်တမ်းဖြစ်သွားပါတယ် Arsenal က ပထမတစ်ချိန်ရီယယ်မက်ဒရစ်ကိုတရားယူအွန်နရီရိုခစ်ကနိုင်ငံတော်ကဖိုင်နယ်ထိတက်ခဲ့ဘူးတယ်အခုလည်းအဲ့ဒီလမ်းစဉ်တိုင်းဖိုင်နယ်ထိတက်ပြီးဘာစီလိုနာနဲ့တွေ့ဖို့ရှိတယ်ကျွန်တော်တို့ PSG ကိုကြော်ဖြတ်နိုင်ခဲ့ရင်တော့တစ်ဖက်ကအင်တာဘာစီလိုနာတက်လာတဲ့တင်းတင်းနဲ့ဘူလီဝိုးမှာတွေ့ရဖို့ရှိတယ်။တရားတစ်ခုကတော့ ကျွန်တော်ညီကိုသတိထားရင်းပဲထင်ပါတယ်ဒီရသည့်ချန်ပီယံလိမှာအာဆင်နယ်ကပထမအကြော့မှာဆော်စီပွဲရလက်ကိုဖျက်လိရှိရာဖြစ်တဲ့အတွက် PSG အသင်းရဲ့ပွဲစဉ်မှာလည်းပထမအကြော့မှာလိုဂျင်နဲ့ဂိုးပြည့်ရလက်တကူအရင်ယူထားနိုင်မှာဆိုတာစောင့်ကြည့်သွားမှာပါအဲ့တော့ဒီပွဲစဉ်မှာအကြိုက်ဆုံးကစားသမားငါးယောက်နဲ့ပတ်သက်ပြီးတော့နောက်ပြီးတော့ဒီပုံမှာတည်တက်လုပ်ပေးပါမယ်အဲ့တော့ဒီပွဲစဉ်မှာကျွန်တော်အားမရတဲ့ကစားသမားတဦးရှိတယ်လူးဝစ်ကယ်လီလိုပလေယာမျိုးလေးတော့ပြီးပြောစရာအကြောင်းမရှိဘူးချန်နဲ့တင်မာတို့ ်ခီဗီယောတို့ဆာလီဘာတို့မပြောဘူးဒါပေမဲ့တိုက်စစ်လမ်းကြောင်းတွေပြန်ပြီးစတဲ့အခါမှာကျွန်တော်တို့ရဲ့ကပတိန်ကြီးမာတင်အိုဒီဂါကဘောလုံးတော်တော်လေးအပြတ်များတာအသင်းကနိုင်တဲ့အတွက်ဒါကမပြောလို့ရဒါပေမဲ့ဘာကြောင့်ပြောရလဲဆိုတော့အသင်းကခံစစ်ဆော့နေတဲ့အချိန်မှာဘောလုံးရှာရှာပါပါပြန်ရလို့တိုက်စစ်ပြန်စတဲ့အခါမှာသူ့ဆရာကြီးအကုန်လုံးပြတ်တာသူကန်တဲ့အလုံးတွေကစ်ပါဝါပြော့တာရဲ့ပြီးတော့အဲ့တောင်မန်းကြီးဘောဇာမထွက်တာရဲ့သူကိုယ်တိုင်လိန်ခေါက်နေနေပြန်ပြီးပါသွားတာရဲ့တော်တော်လေးကိုမှအသင်းမှာ အနေအများအနေထားပေါ့လေအမေရိကသူသားကောင်းရင်အဲ့နေရာနေကောင်းကောင်းလေးဘောလုံးခင်းပေးနိုင်ဒီထက်ရီယယ်မက်ဒရစ်ကိုကျွန်တော်ကောင်တာတက်စ်ကနေဂိုးတွေအများကြီးပြတ်ပါဒါပေမဲ့လည်းအသင်းကနိုင်သွားတယ်နောက်ဆင့်တက်သွားခဲ့တယ်ပြီးတော့မာတင်အိုရီဂန်နဲ့ပတ်သက်ပြီးကျွန်တော်သိပြီးအပြစ်မမြင်တာနောက်တစ်ချက်ရှိသေးတယ်အဲ့ဒါကမီခင်းမိန်တို့နဲ့မာတင်အိုရီဂန်ကတိုင်ဘက်ခံစစ်ကိုအမြဲတမ်း high present ပေးရတာတစ်ဖက်ကဂိုးသမားနဲ့နောက်တန်းဘေးတက်တယ်လို့မြောက်အမြဲတမ်း high present ဥဆောင်ပေးနေတာဖြစ်တဲ့အတွက် ဘောလုံးရပြီးကောင်တာတက်စ်ပြန်လုပ်တဲ့အခါမှာသူတို့မှလုံလောက်တဲ့စတာနမီနာမရှိဘူးလို့ကျွန်တော်ထင်တယ်ဗောလေအဲ့တော့ဒီပွဲစဉ်မှာတော့အာဆင်နယ်ဒီရီယယ်မက်ဒရစ်ကိုဒါအချက်လက်တွေအရာရောအသာရပြီးတော့အနိုင်ကံဝါတွေ့ရတယ်။ကဲဒေတာအချက်လက်တွေပြောမယ်ဆိုရင်တော့ရီယယ်ကဘောလုံးပိုင်ဆိုင်မှုဘာနေဗျူးမှာ66ရာခိုင်နှုန်းရှိတယ်။အာဆင်နယ်က34ရာခိုင်နှုန်းပဲရှိတယ်။ဒါပေမဲ့ဂိုးပေါက်ကန်သင်းမှု18ချိန်မှာရီယယ်က3ချိန်ပဲဂိုးပေါက်တဲ့။အာဆင်နယ်ဒီ17ချိန်ပဲကန်ဝေးရတယ်။6ချိန်ဂိုးပေါက်တဲ့။အဲ့ဒီမှာ နှစ်ကိုယူသွားခဲ့တယ်ရီယက်ကတကိုပဲရတယ်တောင်းကန်ဘောအာဆင်နယ်က၄ချိန်ပဲရတယ်ရီယက်က၁ချိန်ရတယ်အမြင်ပေါ်ရှင်းထုတ်မှုတွေမှာကျွန်တော်ဆာလီဘာရောခီဗီရောရောစကယ်လီရောထင်ပါရောအလုံးချီကျူအောင်အဲ့ဒီ line တွေကြားထဲမှာပါတီစီမီဖြတ်တာကိုလည်းချီကျူရပါပါအဲ့တော့ Martinelli, Bugaosa က Mickey Main တို့အပြင်ပေါ်မှာဂျန်နီလူစားဝင်လာခဲ့တဲ့ဇင်ချန်ကိုတို့တီယာနီတို့အားလုံးကိုလည်းဒါ appreciate ဖြစ်ပါတယ်ကဲကျွန်တော်ညီကိုတွေအားလုံးပဲပြောကြပါ ကျွန်တော်တို့တရားဒီလုံးမှာစိတ်ညစ်ခဲ့ရတဲ့နေ့တွေရှိတယ်ရှုံးခဲ့တဲ့နေ့တွေရှိတယ်အာမလို့အာမရဖြစ်ခဲ့တဲ့နေ့တွေရှိတယ်အဆက်တကွဲရှုံးနှိမ်ခဲ့တဲ့နေ့ရက်တွေရှိတယ်ဖလားပြိမ်ပွေတွေထွက်ခဲ့တဲ့နေ့ရက်တွေရှိတယ်ဒါပေမဲ့ဒီလိုပြောမယ့်ချိန်မှာတော့အားရပါးရပြောပါကျွန်တော်ညီကိုရင်းနဲ့ဒီအပြောကထိုက်တက်ပါတယ်ကဲ အဆုံးထိကြည့်ပြတဲ့လဲအားလုံးကျေးဇူးတင်ပါခင်ဗျာ YouTube မှာဦးစားပေးကြည့်ဖို့လဲအားလုံးကိုမြတ်တာရက်ခတ်ပါတယ်ဒီစီစဉ်လေးကိုဒီကောက်ကူညီပောင်းပြီးတဲ့ show လုံး online agent ကိုလဲကျေးဇူးတင်ပါတယ်အမှဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်တောင်းကို6016633936တူညောဆက်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရောက်လာဖြစ်လို့ဝေဖန်ကိုရှာရှိမှဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမလုံးတဲ့ဆိုတော့ YouTube မှာကိုထုတ်ပေါ်ပေါ်ရှုရရှာပြီးကျွန်တော်အားပြုလို့ရပါတယ်အိုင်ဘက်ခွရှိကို Sport 89 9သုံးလုံးပစ်တူကိုကစားလို့ရနေပါပြီခင်ဗျာ